ပရိသတ်တို့အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အန်ခင်မူပါဆိုတော့ဒီနေ့အစီအစဉ်မစခင်မှာ channel subscribe လုပ်ဘေးနားအကောင်းအောင်နှိပ်မလို့ရသေးတဲ့သူတွေကိုပြောတာပါပြီးရင်တော့ဒီနေ့အပိုင်းလေးကိုလည်း VPN လေးဖွင့်ပြီးတော့ကြည့်ပေးကြပါဦးခင်ဗျာချစ်ခင်မြတ်တာတပ်ဝင်နေဆိုရင်ပေါ့ Okay အဲ့တော့ဒီနေ့မှာကတော့ Dairy မြို့မှာဂျိုးဆိုပါတယ်အပိုင်း၃ရောက်ပြီပဲဖြစ်ပါတယ်အဲ့တော့အပိုင်း၁နဲ့မကြည့်ရသေးရင်စကားများနေရှေးမှာရင်တော့ကြည့်တင်းနေကြည့်လို့မှ၃လာကြည့်ပါ အပိုင်းဆက်ဆော်နဲ့တိုးတန်းလန်းနေဘာမှမသိဖြစ်သွားမှာဆိုရယ်စေတနာနဲ့ပြောခြင်းဖြစ်ပါတယ်အဲ့တော့ကြည်ပြီးသွားပြီဆိုတော့ကျွန်တော်ဒီနေ့အပိုင်း3 last go စလိုက်ကြအောင်ပါခင်ဗျာ1998ခုနှစ်ဒယ်ရီမျိုးကစက္ကတ်တခုမှာဒီပိုင်းကိုစတင်ပြီးတော့ဖွင့်ထားပါတယ်အရိခေအိုက်ခါကစက္ကတ်ဆိုတာကလေးလူကြီးတွေကြားအလွန်တရာမှရေပန်းစားတဲ့ဖြောပြေးနယ်ပယ်တခုပဲဖြစ်ပြီးတော့တန်တန်ပြန့်ပြန့်နဲ့ကောင်လေးတယောက်စက္ကတ်ထဲဝင်လာတော့တွေ့ကြမှာဖြစ်ပါတယ်ပွဲပိုင်ရှင်ကခန္ဓာကိုယ်ချင်းပူးနေတဲ့အမွှားတွေ ခွေးမျက်နှာနဲ့လူတွေအယိုးကြောင့်လူသားတွေရှိတယ်နော်လာကြည့်ကြလာကြည့်ကြဝင်ဝင်ဗနပြားဘာညာနဲ့ဆွဲနေပြီကောင်းလေးကဘွဲနာကိုရှောက်သွားရင်လည်းပတ်ပြီးတော့ကြည်နေခဲ့ပါတယ်အချိန်ကောင်းလေးကမလန်းမကန်းနေသူ့ကိုချောင်းကြည့်နေတဲ့ဘောလုံးဒီအောင်ကင်ထားတဲ့ဖြူအောင်ဝစ်စုံနဲ့လူတယောက်ကိုတွေ့လိုက်ရပါတယ်ဘွဲပိုင်ရှင်ကစိတ်ဝင်စားပုံဖြစ်နေတဲ့ကောင်းလေးကိုမြင်တော့ဘွဲဆွဲနေရကနေဆင်းလာပြီးတော့ကောင်းလေးလာပါမင်းစိတ်ကူးနိုင်တဲ့ကြောက်စရာအကောင်းဆုံးဆွဲရာရီထက်ဘူကြောက်ဖို့ကောင်းလာတယ်ဒီအိမ်ထဲမှာရှိတယ်နော်လို့ပြောလိုက်ပြီးတော့အခမဲ့ပေးဝင်လိုက်ပါတယ် ကောင်းလေးရဲ့ရောင်တော်ပါတော်နဲ့အထဲကိုဝင်သွားလိုက်တော့အဲ့မှာခုနကျင်ညာတဲ့အတိုင်းပဲခွေးမျက်နှာနဲ့လူတွေအလိုပေါ်ရင်နေပိန်ချုံးနေတဲ့အယိုးချောက်လူသားတွေရှိလို့နေခဲ့ပါတယ်။အဆိုင်ချင်းကပ်ဝီးတန်လန်ဆက်နေတဲ့ကိုချင်းဆက်အမွာတွေလည်းရှိနေပြီးကောင်းလေးရဲ့အောင်တွေကတော့လူသူမရှိတဲ့အခန်းတစ်ခုနားကနေလူတယောက်ဖြတ်သွားတဲ့စီကိုရောက်နေခဲ့တာပါ။သူ့လိုပတ်ကြည့်နေခဲ့တဲ့ခြားသူတွေလည်းရှိနေခဲ့မယ်။ကောင်းလေးကတော့ဘယ်သူမှမရှိတဲ့အခန်းထဲကိုဝင်သွားပြီးအဲ့ဒီမှာနေတပြောက်ထိုးတာကလွဲရင်ဘာလင်းအောင်ဘာဖျောင်းနိုင်မှာရှိမနေခဲ့ပါဘူး။ မောင်မဲနေခန်းကြီးတဲကနေလူတယောက်ကကောင်းလေးလာလာအထဲကိုလာခဲ့ဆိုရယ်အတန်ကိုကြားလိုက်ရပြီးကောင်းလေးကလည်းမောင်ကြီးထဲမှာတယောက်သေးဆိုတော့ကြောက်ရွံ့နေခဲ့ပါလေမကြောက်ပါနဲ့ကောင်းလေးရဲ့လာပါဘာမှမလုပ်ပါဘူးလို့ပြောနေခဲ့တဲ့တူကကောင်းလေးလည်းအထဲကိုတလန်းချင်းဝင်သွားခဲ့ပေမဲ့အဲ့ဒီလူကြီးကမီးချေဆန်ကိုကောက်ချစ်လိုက်တဲ့အခါမှာကြောက်စရာကောင်းပြီးတော့မျက်စိတစ်ဖက်မပါတဲ့အဖိုးကြီးတယောက်ဖြစ်နေခဲ့ပါလေလာလီကွာပါလေမေမဲကြည့်ကြနေတာမလားလို့အဲ့ဒီလူကြီးကပြောလိုက်ပြီးကောင်းလေးကလည်းကြောက်ကလန့်ကယုံပြင်ကိုပြီးထွက်သွားခဲ့ပါလေ အပြင်ဘက်ကိုရောက်လာတဲ့ခါမှာတော့အဖေဖြစ်တဲ့သူနဲ့တွေ့လိုက်ရပြီးဖေဖြစ်သူဟာအမလီဖရန်စစ်ဟာစက်ကပ်ဝဲကြည့်ပြီးတော့ကြောက်လာဟက်လာလို့ငေါက်လိုက်ပါလေဖေလို့တဲ့သူကငေါက်တော့ငေါက်လိုက်မယ်ရော့သားဖေမင်းတို့ကယူလာလို့ပြောရင်ဖရန်စစ်ကိုလောက်လေးခွာတလက်ကိုလက်ဆောင်ပေးလိုက်ပါလေအဲ့လိုနဲ့သားဖားနှစ်ယောက်လည်းထွက်သွားခဲ့ကြပြီးတော့ရုံပိုင်ရှင်ကတော့ခါတိုင်းလိုပဲဆက်ပြီးတော့ကျင်းညာနေခဲ့ပါလေသူတို့မသိလိုက်ကြတာကဘန်ဒီဝိုက်ပုံစံမိတ်ကချဲလေထားတဲ့မြို့သူမြို့သားကဖရန်စစ်ကိုကြည်ရင်တခုခုကိုဘဝင်မကြဖြစ်နေခဲ့တယ်ဆိုတာပါပဲ။ စက်ကက်ကနေကားအကောင်းစားကြီးနဲ့ပြန်လာတဲ့ဖရန်စစ်တို့သားဖားလဲလမ်းတစ်ဝက်ရောက်တော့ဖုတ်ချက်ဖုတ်ချက်နဲ့ဘုတ်ဘတ်ဘုတ်ဘတ်ဆိုရုပ်တရက်ထိုးရက်သွားခဲ့ပါတယ်။ဒါတောင်ဖေဖေးသူကကားပြင်နေပြီးတော့ဖရန်စစ်ကိုငါမှပတ်စံတလောက်ပဲကြံတော့တယ်ကွာသွားသွားဟိုတွေကဆိုင်မှာရေရောင်းဝဲခဲ့လို့ခိုင်းလိုက်ပါတယ်။ဖရန်စစ်တယောက်သူနဲ့ရွယ်တူရန်ဒီယန်ကလေးတသက်ရေရောင်းနေဆိုင်လေးစီကိုသွားလိုက်ပြီးရေလေးတစ်ခုလောက်ရနိုင်မလားလို့မှာလိုက်ပါတယ်။ရန်ဒီယန်ကောင်မလေးကပတ်စံရင်တောင်းတာကြောင့်ဖရန်စစ်လည်းပါလာသမျှပတ်စံအကုန်ထည့်ပေးလိုက်ပြီးမယ်ပတ်စံမလောက်ဖြစ်နေတဲ့အတွက် တိုင်ပတ်နေခဲ့ရပါလိမ့်။အဲကကော်မလီကဖရန်စီရဲ့ခါးမှာထိုးထားတဲ့လောက်လေးကွာကိုမျက်စောင်းထိုးလိုက်ပြီးတော့စိတ်ဝင်စားတဲ့ပုံဖြစ်သွားခဲ့တာကြောင့်အထာသီးတဲ့ဖရန်စီလည်းရေဘူးနဲ့လေးကွာကိုလဲပေးလိုက်ပါတော့တယ်။ကားပေါ်ရောက်တဲ့ခါမှာဖရန်စီတယောက်လည်းဟဲ့မေးလေးကွာပဲရောက်သွားလေလို့မေးမြန်းခံရပေမဲ့ဘာမှပြန်မဖြေလိုက်တော့ပါဘူး။ဒုနဲ့နောက်တစ်ခါမှာ Red Indian ကော်မလီနဲ့ဖရန်စီတို့တခြားကလေးတွေနဲ့တောအုပ်ရဲ့အပြင်ဘက်မှာစော်ကစားနေကြတာကိုမြင်ရပါပါ။တငယ်ချင်းတွေဖြစ်သွားကြဟန်တူပါလေ။ ဖရန်စစ်ကစိတ်ပြေးလိုက်တန်းစော်ကစားရင်းနဲ့တောအုပ်ထဲဝင်ပြေးဖို့လုပ်တဲ့အခါကော်မလီကဖရန်စစ်အိုက်ဘက်ကိုမသွားနဲ့ပြန်လာခဲ့လို့လမ်းပြီးတော့ခေါ်ပေမဲ့ဇာသမားကဘလို့မှမကြားတော့ဘူးဖရန်စစ်တယောက်အတန်တွေတိတ်သွားလို့တတိယတော့မှလှည့်ကြည့်လိုက်တဲ့အခါကော်မလီကပါမလာတော့ပဲဒူကိုရန်လည်းတောအုပ်ကြီးတစ်ခုရဲ့အလဲမှာရောက်နေခဲ့ပြီဆိုတာကိုသိလိုက်ရပါတော့တယ်အဲချိန်မြူတွေကတက်လာပြီးတော့မလန်းမကန်းကနေတိရွက်6နင်းတဲ့အတန်တစ်ခုကိုကြားလိုက်ရပါတယ်နောက်တော့တိပိနောက်ကနေခေါင်းလေးပြူပြီးတော့ချောင်းနေတဲ့ຢာတစ်ခုကိုတွေးလိုက်ရပြီး အရိယာကြီးကတော့တခြားမဟုတ်ပါဘူးတလောကစက္ကန့်မှာတွေးလိုက်တဲ့ထူးဆန်းတဲ့မျက်စိတစ်ဖက်မှာပါတဲ့အဖိုးကြီးပါပဲဘိုးကြီးကအခုပဲရှေ့ရောက်သွားလိုက်နောက်ရောက်သွားလိုက်နဲ့ဖရန်စစ်ကိုချောင်းနေပြီးတော့ဖရန်စစ်တယောက်လည်းတစ်ပင်ွယ်လေးမှာတောက်တောက်နဲ့ဘုံနေခဲ့တဲ့ချိန်ဟယ်လိုကောင်လေးဆိုရယ်ဖန်နီဝိုက်ရဲ့အတန်နဲ့သူဘွားကနေပေါ်လာခဲ့ပါတော့တယ်ဂျိုနဲဖရန်စစ်လည်းထွက်ပြေးသွားခဲ့ပြီးတော့ရက်ချောက်ပြီးမကတဲ့အဖိုးကြီးကနောက်ကနေချိန်နဲ့ပြေးလိုက်လာခဲ့ပါတယ်ချိန်နဲ့ချောင်းနဲ့ပြင်းလူမို့လို့အသိမလန့်မိမယ်အဖိုးကြီးကလေးဘက်ကြီးကကိုပြီးတော့ဗဇက်ကြီးကိုချိန်ဟပြီး လေဘာထောက်ကိုလိုက်လာခဲ့တာကြောင့်လူမဟုတ်တာတော့တေချာလို့သွားခဲ့ပါပြီအဲ့လိုပြင်းပြင်းနဲ့တနည်းအောင်ရောက်တဲ့အခါဖရန်စစ်တယောက်တေကိုင်းနဲ့ခလုတ်တိုက်ပြီးတော့ချော်လဲသွားခဲ့ပါလေအဲ့ကအဖိုးကြီးရဲ့မျက်နှာဗန်ဒီဝိုက်ဆဲသွားပြီးအများကြီးနဲ့မျက်နှာအဖြစ်ကိုပြောင်းသွားပြီးတော့ကောင်လေးကိုကိုက်တတ်တော့မယ်လို့မှညာဘက်တစ်ဖက်ပဲကောင်းတော့တဲ့မျက်စိတွေကိုလောက်စလုံးတုံးကလာမှန်ခဲ့ပါလေဒါတောင်အဖိုးကြီးလည်းကန်းသွားပြီးတော့လေးကွားနဲ့ပြစ်လိုက်တဲ့ကောင်မလေးဟာလာလီဘာကြောင့်ကြည့်နေရလဲလို့អော်လိုက်တာကြောင့်နှစ်ယောက်သားနောက်တစ်ခေါက်ထွက်ပြေးခဲ့ကြပါလေဖိုးကြီးကတော့နောက်ကနေလိုက်နေတော့ပဲဖြစ်ပြီး ။ဒဏ္ဍာရရောက်မှာတော့သူ့ရဲ့ဗဇက်ကြီးနဲ့တယောက်ယောက်ကိုလှမ်းကိုက်ပစ်လိုက်ပါလေ။ဒါရီကတော့1908ခုနှစ်မှာဖြစ်ပျက်ခဲ့တဲ့ကိစ္စတွေပါ။လက်ရှိချိန်မှာတော့ဂျူပီတာဟေးစိတ်ဆဆေးုံကြီးကိုအပိုးခံလိုက်တဲ့လီလီရဲ့အမေကိုဆရာဝန်ကခမည်းသမီးရဲ့ထင်အောင်ထင်မိုက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကလိုရိုပရိုမက်ဆင်ထပ်ထိုးပေးတာပါလေလို့ပြောပြနေပါတယ်။နောက်တစ်ခေါက်ထပ်ပြခဲ့ရင်ဒီထပ်ပိုလေးနှစ်တဲ့ကုသမှုတွေလောက်ရမယ်လို့ဆရာဝန်ကမှားလိုက်ပြီးတော့သူမကိုသူမမနစ်ကဆေးုံတက်ခဲ့တဲ့အချိန်ကယင်းနှီးခဲ့တဲ့ အိမ်မူတိုင်းဝန်ထမ်းတယောက်နဲ့ထားထားပေးတယ်လို့ပြောလိုက်ပါတယ်လီလီယာသူမရဲ့ဒေါ်တယောက်လို့ဖြစ်နေတဲ့စေယုံဝန်ထမ်းဒေါ်ကြီးနဲ့စကားပြောနေပြီးသူမလီလီရဲ့တမီးကညံကောင်းပါတယ်တမီးခုဖြစ်နေတဲ့ကိစ္စကိုဖြေရှင်းနိုင်မှာပါလို့အားပေးစကားပြောနေခဲ့ပါတယ်လီလီကအန်ဒီအကောင်မလေးရဲ့အဖေကတမီးအောင်ထောင်ချသွားခဲ့ရတာလေလို့ပြောပြနေပြီးတမီးကတမီးမြင်ခဲ့ရတာယူသွားပြောရင်လေဒီလိုပြန်လာမှဆိုလို့လိန်ခဲ့ရတာပါလို့ယင်ဖွင့်နေခဲ့ပါတယ်တမီးကမှအန်ဒီသားဆိုရင်ဘယ်လိုလုပ်မလဲလို့လီလီကမေးတဲ့အခါသူမလည်းမဖြေနိုင်တော့ပဲ သမီးနီလန်တစ်ခုကိုရှာတွေ့မှာပါလို့ပဲအားပေးနေရရှာပါတယ်။အတော်ကြီးကဒီမှာသမီးသမီးမြင်ခဲ့ရတာတွေကအဆန်းတွေပဲဆိုတော့အန်ဒီသိပါတယ်။တခြားသူတွေမယုံလဲသမီးကိုအန်ဒီယုံနေနော်။လူများစုကသူတို့မျက်စိနဲ့မြင်ရတာကိုမှယုံကြတာ။တချို့ကတော့မဟုတ်ဘူးလို့ပြောရင်းနဲ့လက်ပတ်လေးတစ်ခုကိုလက်ဆောင်ပေးလိုက်ပါတယ်။တပတ်မှာတော့အချင်းချခံထားတဲ့ဟန်စီကိုရဲအားကြီးဘာဝါစ်ကရောက်လာပြီးတော့စိတ်မဆိုးပါနဲ့ငါကောင်ရငါကစကားပြောချင်အောင်ပါပဲလို့ပြောလိုက်ပါတယ်။နောက်တော့ဆေးလေးဘူးကိုထုတ်လိုက်ပြီးတော့အထဲကိုကမ်းပေးလိုက်တာကြောင့် ဟန်ကဈေးလိုက်လိုက်ယူထားလိုက်ပါလေတပါလောက်ရှာပြီးတော့သီးသွားတဲ့ဟန်ကိုဘောင်ဝါကဘာတော့မင်းကဒီဈေးလေးတစ်စိတ်ကိုမကြိုက်ဘူးလားလို့မေးလိုက်ပြီးဟန်ကဟုတ်တယ်ဆရာကျွန်တော်မကြိုက်ဘူးကျွန်တော်ကအမ်ဘက်စီ5ပဲတောက်တာဒီနယ်တဝိုင်းမှာအမ်ဘက်စီ5တောက်တာကျွန်တော်တယောက်ပဲရှိတယ်လို့ပြောပြလိုက်ပါလေအော်ဟဲ့လားငါမင်းကိုပေါ်မောကြိုက်လောက်မယ်ကောင်းလို့ထင်နေတာလို့ဘောင်ဝါကပြန်ပြောပြီးသိတယ်မလားပေါ်မောလေဂျိန်းကိုပန်ပါတဲ့ကြော်ညာလေးကွာလို့အလာပါတလာပါစကားဆက်ပြောလိုက်ပါလေအဲ့ကဟန်ကဘယ်နဲ့ဂျိန်းကိုပန်မှလဲဗျာ ဒီမှာပင်ပါတဲ့ဟာပါလို့ထောက်လိုက်ပြီးတော့ဘာဝါကအမေမင်းကဒီလိုနယ်ပယ်တွေကြတော့တော်သားပဲလို့ကြီးကျူးလိုက်ပါတယ်။ငါနယ်ပယ်ကဘာလဲသိလား။လူလိန်တွေအောင်စားမိတာကွာ။ကဲပြောပါဦး။အခင်းပြတဲ့နေရာမေးဘယ်သူေထိုးနေရလဲလို့စပြီးတော့မေးလိုက်ပါတယ်။ဟန်ကလည်းကျွန်တော်မိနေ TV ကြည့်နေရလို့ပြောပြီးလေဗျာလို့ပြန်ပြောလိုက်ပြီးဒါဆိုမင်းကည7နာရီခွဲကြီးဂျက်ဆန်လမ်းပေါ်မှာတွေ့တယ်ဆိုရင်မျက်မြင်သက်သေငါမှဘလို့ရှိနေရလဲလို့ပြောလိုက်ပါတယ်။ငါရဲ့မျက်မြင်သက်သေကအဲ့ညရုံမှာရှိနေတာငါကောင်ကြီး ငါတို့ရှာကြည့်တော့ဟောရီယာ embassy go ဆိုရဲမင်းကြိုက်စိတ်လိတ်ဘူးလေးလဲတွေ့ရတယ်လို့ပြောပြလိုက်ပါတယ်ဂျွန်နဲ့ခင်မင်းစကားပြောမိတဲ့ဟန်လဲကိုစကားကိုပြန်ထိပြီးတော့ဒီထဲမှာသူတယောက်ပဲ embassy go တောက်တာပါလို့ပြောခဲ့မိတဲ့အတွက်တိုင်ပတ်လို့ရိုင်းထွက်သွားခဲ့ရပါတော့တယ်နောက်တော့ဘာဝါစလဲတက်တည်ရလာခဲ့ပြီဖြစ်တဲ့အတွက်ဂျေဂျင်နန်းနဲ့ကြီးလဲပြန်သွားပြီးတော့ဟန်တယောက်ကတော့ကျုံမတပူအေးလူကျုပ်ဘာမှမလုပ်ခဲ့ဘူးလို့အော်ပြောရင်းနဲ့ကြံနေခဲ့ပါတော့လေရိုနီတယောက်အဖေကထောင်ချသွားခဲ့တဲ့အတွက်လူသားသမားရဲ့တံပီးဆိုရယ်ပတ်ဝန်းကျင်ကအကြည့်တွေနဲ့ လူပုံလေမှာခက်ခက်ခဲခဲရှင်သန်နေရပါလေဘဲသောသားဘဲလာလာလူတိုင်းလိုက်ကြည့်နေပြီးတော့နေဖေတော်လျက်စစ်ထိုင်းကမှထိုင်ရတော့မဲဆွယ်စားကိုမားချဲဘူလီကဲတငယ်ချင်းတစ်တိုက်ကလောကမှာလာရေးသွားခဲ့ပါလေဒါတောင်ရိုနီလဲစားတွေကိုပြန်ဖြတ်ပစ်လိုက်ပြီးတော့ဒီမင်ငွေကိုကြည့်နေတဲ့ rich ကဝီကိုဟိုမှာကြည်တန်းရောင်မင်းဖေရတာလူသားမားတယောက်ဖြစ်နေမယ်ဆိုရင်ဘလို့ခံစားမယ်ထိန်လဲလို့ပြောနေခဲ့ပါလေဝီကတော့မင်းမသိရင်ဒါနေစမ်းပါကွာသူ့ဘဝလူသားမားတယောက်ပြိုးထောင်နိုင်သမီးနဲ့တူလို့လားရေးမုံမုံလေးပါဟာလို့ပြန်ပြောလိုက်ပါလေ ရိုနီကဆေးရီပေနဲ့လက်တွေပြန်ဆေးနေတဲ့အချိန်လီလီယားရောက်လာပြီးတော့ဗရိုနီကငါတူနာပြူကန်ထဲကချိုဆေးတွေယူလာတယ်။ဒိုင်နဲ့ဆေးလိုက်နော်လို့လာပြီးတော့ချော့နေရှာပါတယ်။ရိုနီကတော့သူမရဲ့ဖေကိုထောင်ချပစ်ခဲ့တော့ငါချခဲ့ပြီးခုမှဘာကြီးလာပြောနေရလဲလို့ပြန်ပြီးတော့ဟောက်လိုက်ပါတယ်။အဲ့ကလီလီယားငါဘာမြင်ခဲ့တယ်ဆိုတော့အမှန်တိုင်းပြောပြပြအောင်ပြောပြမှာပါလို့ပြောလိုက်ပြီးငါစလိုးဆိုင်သွားတော့ငါအဖေခေါင်းပြက်ကြီးချင်မပလီနဲ့ရောက်နေတာမြင်ခဲ့ရတာနေတိလားလို့ပြောလိုက်ပါတယ်။သူမအောင်အားလုံးကအယူလို့ထင်နေကြပြီဖြစ်တဲ့အတွက် ခုမှသွားပြောလဲဘာမှမထူးတော့ဘူးလို့ပြောလိုက်ပြီးမျက်စိနဲ့မြင်အားမှယုံတဲ့လူတွေကိုတကယ်မြင်အောင်တတ်သိပြကြရအောင်လို့ပြောလိုက်ပါတော့တယ်ရိုနီကငါတို့တွေဘယ်ဟာတတ်သိသွားရမှာလဲဟာလို့မေးလိုက်တဲ့အခါလီလီကအိတ်ထဲကကင်မရာကြီးကိုထုတ်လိုက်ပြီးဒါနဲ့ပေါ့လို့ပြောလိုက်ပါတယ်အဲ့ကရိုနီကဟဲ့နေဟာအရိယာကြီးကိုလှလှပပပို့ပေးခိုင်းပြီးတော့သွားရိုက်မလို့လားလို့ရွေးလိုက်ပေမယ့်လီလီကအေးရတာများတာအသာထားငါတို့မှလည်းဒီနီးပဲရှိငါငါမယူးဆိုတာတတ်သိပြနေကနေဖေလူတန်သမားမဟုတ်ဆိုတာတတ်သိပြပေါ့လို့ပြောလိုက်ပါတယ် ရိုနီလည်းအဲ့တော့မှသဘောတူလိုက်ပြီးတော့ငါဖလင်ကနေပုံမထုတ်တတ်ဘူးလို့ပြောလိုက်တဲ့အခါလီလီကငါတို့ကူညီပေးနိုင်မဲ့လူတယောက်လောက်မှနေမသိဘူးလားလို့မေးလိုက်ပါတယ်။နောက်တစ်ခါမှတော့ဒူးဘော်ကြီးကနေတွေးခဲ့တဲ့စစ်ကားတစ်စီးနဲ့ဒေနေကြတဲ့စစ်သားအလောင်းပုံတွေအကြောင်းဗိုလ်ကြီးရှော့နဲ့ကာနေဖူလာတို့ကဆွေးနွေးနေကြပါတယ်။သူတို့ပြောနေကြတာတော့ဟယ်လာရန်ကစိတ်ဆွမ်းရှင်တယောက်ဖြစ်နေတယ်ဆိုတာပါပဲ။တကယ်လို့ဒါမန်စစ်သားတယောက်လို့ထင်ခဲ့တဲ့ဟယ်လာရန်ကဘန်နီဝိုက်စ်ကိုလက်နက်ဖြစ်နဲ့သုံးမဲ့စစ်တပ်စီမံကိန်းရဲ့အခရာပဲဖြစ်ပြီးတော့ သူလက်ညှိုးညုံတဲ့အရာတွေကိုဧကရဝတ်ဒူးဖော်ခဲ့ပေမယ့်ကုရတိဘာဆိုဘာမှမတွေ့ကြသည်ပေါ့ကြာလာတော့ဖူလာစိတ်မရှိတော့ပဲဆက်မလုပ်တော့တာကောင်းမယ်လို့ပြောခဲ့ပေမယ့်ရောကတော့လွန်ခဲ့တဲ့နှစ်300လောက်ကယာယီကို3လလောက်ရှာတာနဲ့တွေ့မလားကွာစိတ်ရှည်စမ်းပါပြီးတော့ဒီကားကဘာကြီးလဲဒီကောင်ကြီးကကားတွေမပေါ်ခင်ချိန်ထဲကရှိတာမဟုတ်လားလို့မေးလိုက်ပါတယ်ဖူလာသူတို့ရှာတွေ့ခဲ့တဲ့ကားက1935ခုနှစ်ထုတ်ကားတစ်စီးဖြစ်ပြီးဘရက်တီကန်ပေါ့ဒဲလင်ဂျာယူနေကြတဲ့ကောင်တွေတမျိုးလုံးယူပြီးတော့သူတို့ပြစ်တတ်ပလိုက်ကြတာလို့ပြောပြလိုက်ပါတယ် မြန်မြန်တပ်သေးတွေရဲ့ပြောပုံရဆိုရင်အဲ့ဒီကိစ္စအရိယာကြီးရဲ့ဘယောကဂိမ်းမနေဘူးလို့ဖူလာအရှင်ခံနေပြီဘိုးကြီးချော့ကဒါဆိုအဲ့ဒီအရာကြီးမမြန်ရှာမှဖြစ်တော်မယ်ဒုံဆုံဒုံဆုံဖြစ်နေဟဲလာရန်ကိုအဲ့ဒီအရာကြီးလောက်ရှိမဲ့အရာနဲ့အနည်းဆုံးလေနဲ့ခေါ်သွားလိုက်မယ်လို့ပြောလိုက်ပါတယ်ဖူလာဘယ်ရမလဲဆရာကြီးဟဲလာရန်အဲ့ဒါကိုရှာဖို့အဓိကတော့ချက်လေအနည်းဆုံးကိုခေါ်သွားသူတခုဖြစ်သွားရင်ဘယ်လိုလုပ်မလဲလို့မေးတဲ့အခါရှော့ကမပူပါနဲ့ကိုလိုနဲ့ကျုပ်မီတာဟန်လုံနဲ့သူ့လက်ထောက်ကိုထည့်ပေးလိုက်အဲ့လိုပြောရင်းနဲ့သူ့ရဲ့စပွဲကွန်အန်ဆွဲတဲ့ဆေးလိပ်ဘူးအသေးလေးကိုထုတ်လိုက်ပါတယ် ဒီပစ္စည်းအရိယာယူရှာဖို့ဟယ်လာရန်ကူညီပေးလိမ့်မယ်လို့ရှော့ကပြောလိုက်ပြီးတပတ်မှတော့ဟယ်လာရန်တို့တက်တိုက်တန်စကန်တဲသေးလေးထဲမှာမိုးရေရွာတာကြောင့်ဘီယာကိလိုက်တော်ကီဖုတ်လိုက်လုံနေခဲ့ကြပါလိမ့်ပေါက်တိုက်ကရပြောပြီးတော့ရီမောနေကြတဲ့အချိန်တဲကဆုတ်နေအမိုးကပေါက်ကျသွားပြီးရေတွေကျလာခဲ့ပါလိမ့်ဒါအောင်မြင်တော့ဘော်ရာတက်သားတယောက်ကဟယ်လိုရန်ကိုဟေ့အောင်မင်းကဟိုကိစ္စနဲ့ပတ်သက်တဲ့ခွေတူးရဲ့ပုံကိုကြီးမလားကွာငါတို့လည်းဘာညာလေးလှုပ်ပေးပါအောင်လို့ပြောနေပြီးအဲချိန်ဖူလာရောက်လာခဲ့ကလာခေါ်သွားခဲ့ပါလိမ့်ဟန်လွန်နဲ့ပေါ်လီတို့နှစ်ယောက် လေမောင်းအုတ်ထုတ်ကိုစီကိုင်ပြီးတော့ဟိုနေ့ကညဘက်ကြီးလူဝင်တဲ့ကိစ္စကိုရောက်တက်ရာရှောက်ပြောနေခဲ့ကြပါလေ။နောက်တော့ကာနေဖူလာနဲ့ဟဲလာရနုရောက်လာပြီးဟန်လွန်တို့နှစ်ယောက်နဲ့မိတ်ဆက်လိုက်ကြပါလေ။ပေါ်လီကဆရာသားသူကျွန်တော်တို့ဒီနေ့မစ်ရှင်ဘာလို့ရမှာလဲလို့ဝင်မေးလိုက်ပြီးဖူလာကဟဲလာရန်ပြန်ခိုင်းတဲ့နေရာတိုင်းပတ်ပြန်ပေးုံပဲလို့ပြောနေတယ်။ဟဲလာရန်လက်ထဲကိုဘိုးကြီးရှော့ပေးလိုက်တဲ့စိတ်လေးဘူးလေးကိုထိုးပေးလိုက်ပါလေ။ဟန်လွန်နဲ့မစ်ရှင်ကဆိုင်းရင်ဖြစ်နေတော့ဘာတော့ဟာလို့တွေးလိုက်ပေမယ့်အထက်ရဲ့အမိန်ဆိုတော့လည်းဘာမှမတတ်တာပဲလေရင်ကိုစမောင်းမှုလောက်ကြပါလေ။ တို့နဲ့လင်းလဲစားထွက်လာပြီးတော့ဟန်လုံကဟဲ့ဟဲလာရန်မင်းလက်ထရဆေးလေးဘူးရဘာကြီးလဲရလို့လှမ်းပြီးတော့မေးလိုက်ပါတယ်လင်းစားထွက်လာနဲ့ဟဲလာရန်မျက်နှာပြက်နေပြီးဟန်လုံရဲ့မင်းကိုမင်းနားလည်းမမဟုတ်ပါဘူးကွာလို့ပဲပြန်ဖြေလိုက်တာပါတော့ပေါ်လောက်ကိုရောက်တဲ့အခါမှာဟဲလာရန်ကဆေးလေးဘူးလေးကိုဖွင့်လိုက်ပြီးအထဲမှာပါတဲ့လေးခွားတစ်လက်ကိုကိုင်းနဲ့တစ်ခုခုကိုအာယုံခံလိုက်ပြီးအရှိဘက်ကူးချက်ချင်းကိုွေပေးပါလို့ပြောလိုက်တာတော့ဟန်လုံလည်းကိုွေပေးလိုက်ပါတယ်နောက်တစ်ခါမှာတော့ဖရန်စစ်နဲ့ရိုင်းအင်ဒီယန်ကောင်မလေးတို့ အဖိုးကြီးတစ်ပြေးလဲ Bunny Wise ကနေထွက်ပြေးနေကြတဲ့စီကိုပြန်ရောက်သွားခဲ့ပါတယ်။ဒေါထဲကထွက်လာတဲ့ Bunny Wise ကထမလိုက်လာတော့ပဲ Francis ကဟဲ့အဲ့ဒါဘာကောင်ကြီးနဲ့လို့ကောင်မလေးကိုမေးတာကြောင်းကောင်မလေးကငါလည်းမသိဘူးလေလို့ပြန်ပြောလိုက်ပါတယ်။ဒါဆိုဒီကောင်ကြီးကတော့ဘူးပြန်ဘာလို့ဆက်မလိုက်လာရလဲလို့ Francis ကထမ်းပေးတဲ့အခါနင်ဘသူ့မှာပြန်မပြောဘူးဂရီပေးလာလို့ကောင်မလေးကပြန်မေးလိုက်ပါတယ်။ကျွန်တော်ပြောခဲ့သလိုပဲဒီဖြစ်ပျက်တွေက1908ခုနှစ်ကဖြစ်ပျက်ခဲ့တာဖြစ်ပြီးတကယ်တော့ဒီကောင်မလေးကတခြားသူတော့မဟုတ်ပါဘူး။ပြီးခဲ့တဲ့ပိုင်းမှာ Charlotte တယောက် ရှင်းအောင်ပစ္စည်းသွားဝယ်ခဲ့တဲ့ဆိုင်ကဆိုင်မရှင်အတော်ကြီး Rose ပဲဖြစ်နေခဲ့ပါတယ်။သူမက Ryan Dian Comedy ဖွဲ့ဝင်တယောက်ပဲဖြစ်ပြီးတော့စစ်တပ်ကသူတို့ပိုင်နယ်မြေတွေကိုပိုင်စိုးပိုင်နေတူးဖော်နေကြတဲ့ကိစ္စကိုမကြင်မနက်ဖြစ်နေခဲ့တာပါ။ဇွင်းတွင်နေကြတဲ့သူတို့စီကို Rose ရဲ့တူလေး Daniel ကရောက်လာပြီးတော့ Andy စစ်တပ်ကဒူးရဲ့ထဲမှာ1935တုန်းကဖြစ်ခဲ့တဲ့ Bradigan အလောင်းတွေတွေးခဲ့ရတယ်လို့ပြောလိုက်ပါတယ်။စိုးစိုးရွားအရာတခုကိုမတူးမိသွားခင်သူတို့တားမဖြစ်မယ်လို့ Daniel ကပြောနေခဲ့ပေမယ့် Rose က Daniel မင်းနဲ့မင်းငယ်ချင်းတွေဒီကိစ္စကိုဝင်မပါကြနဲ့မင်းတို့နဲ့ဘာမဆိုင်ဘူးလို့ပြန်ပြောလိုက်ပါလေနောက်ဆုံးမှာရိုးဆက်အကြံပေးမှုနဲ့အတူပဲစစ်တပ်ကိုသဘောတူညီမှုစာချုပ်တစ်ခုရင်ကန်းလန်းလိုက်ဖို့ဆုံးဖြတ်လိုက်ကြပြီးစစ်တပ်ကလက်မခံရင်ဖက်ဒရယ်အစိုးရကိုတိုင်းစားတင်လိုက်ကြဖို့ပြောရင်လည်းအစည်းအဝေးကိုအဆုံးသတ်လိုက်ကြပါလေတပတ်ကဟန်လွန်တို့ရဲ့ဘက်မှာတော့ဟယ်လိုရန်တယောက်၄ခွာကိုကင်ထိုင်းနေတယောက်ထဲအကျော်ဆွဲပြီးတော့တကူလုံးတုံခါလို့နေခဲ့ပါလေဟန်လွန်နဲ့ပေါ်လီတို့နှစ်ယောက်လည်းမြေပြင်စခန်းကိုဆက်သွယ်ပြီးတော့အခြေအနေမကောင်းတာကြောင့်လှည့်ပြန်မှုအတွက်မစ်ရှင်ပယ်ဖြတ်ခွင့်တောင်းလိုက်ပေမဲ့ ဌာနချုပ်ကပယ်ချလိုက်ပါတယ်။ဘာဖြစ်ရေးရှေးဆက်လုံးကြမယ်လို့ဌာနချုပ်ကမိန်ပေးလိုက်ပြီးဟန်လုံနဲ့ဟယ်လိုရန်တယောက်တတိပါလစ်သွားခဲ့တာကြောင့်နောက်တစ်ခေါက်ထပ်ပြီးတော့တောင်းဆိုလိုက်ပါတယ်။အဲဒီမှာဟယ်လိုရန်ကလောကကြီးနဲ့ဆက်သွယ်ပြတ်သွားပြီးရုပ်တရက်လေးနောက်ပိုင်းနောက်လမ်းလျှောက်သွားခဲ့ပါတယ်။တဖေးနဲ့ရေတွေတက်လာခဲ့ပြီးတော့အခန်းကလည်းမှောင်ကျလာခဲ့ကာဟယ်လိုရန်တယောက်တတိထားမိလိုက်တဲ့အခါမှာတော့မြေအောက်ပိုင်းတိုင်းတစ်ခုတည်းကိုရောက်လို့သွားခဲ့ပါပြီ။နောက်တော့တကားကြီးကလည်းပိတ်သွားပြီးတော့ပထမဆုံးစားတွေးလိုက်တာကတော့ GI တဲက ဖန်နီဝိုက်စ်တို့ရေးထားတဲ့စက္ကပ်ယုံအဟောင်းကြီးတစ်ခုကိုပါဟယ်ရွန်လည်းဘာလုံးအားလို့ကြောင်ပြီးတော့ကြည့်နေတဲ့အချိန်မှာစက္ကပ်ယုံကြီးတကားပွင့်သွားပြီးတော့မှောင်တိကျနေတဲ့အထဲကနေမျက်စိအဝိုင်းတစ်စုံကထွက်လာခဲ့က Who are you မေးမသူလဲလို့မေးလိုက်ပါတော့တယ်နောက်တော့ကြောက်စရာကောင်းတဲ့မျက်နှာတစ်ခုကိုမြင်လိုက်ရပြီဟယ်လိုရန်ရဲ့မြင်နေတဲ့မှာစစ်ပွဲတွေစက္ကပ်ပြပွဲတွေနဲ့ရှုပ်ထွေးလာတဲ့မြင်ကွင်းတွေကိုမြင်လိုက်ရပါတော့တယ်နောက်တော့မိုးပေါ်နဲ့အရာဝတ္ထုပစ္စည်းတွေတစ်ခုပြီးတစ်ခုကျလာခဲ့ပြီးတော့ဟယ်လိုရန်လည်းမောကြည့်လိုက်တဲ့အခါ လူတွေလောင်းတွေအများကြီးလေထဲမှာဝဲနေကြတာကိုတွေ့လိုက်ကြရပါတယ်။ဒါအရှိက chapter 1 2ကြည့်ဘူးတဲ့သူတွေဆိုတော့သိကြမှာပါ။ Pennywise ကသူဖမ်းထားတဲ့ကလေးတွေကို deadline လို့ခေါ်တဲ့ဝါဟုံလေးနှမ်းကြီးကိုပြပြီးသူမစားခင်မှာလေထဲမှာဝဲခိုင်းထားတတ်ပါတယ်။နောက်မှစားဖို့ခြံထားတဲ့သဘောပေါ့ဗျာ။အမေပြောနေသလိုဆိုနေဖို့ညစာလေးပေါ့။ဆိုတော့ဇလန်းကိုဆက်ရလို့ရှင်လေထဲမှာဝဲနေတဲ့ထဲမှာအမျိုးသမီးတယောက်လည်းပါနေပြီးတော့ Hello Ran ကဟာအဖွားအဖွားဘာလုပ်နေရလဲလို့ပြောလိုက်တဲ့ချိန်သူဒီကိုရောက်နေပြီးပြေးတော့လို့ငာမီးလို့ပြောလိုက်တာတော့ ဟယ်လိုရန်တယောက်လဲခုနပိတ်သွားတယ်တန်တကားကြီးကိုလဲဖွင့်နေခဲ့ရပါတယ်တကယ်တော့ဒါဖန်နီဝိုက်ရဲ့လဲစားမှုတွေပဲဖြစ်နေပြီးထွက်ပြေးဖို့တကားကိုဖွင့်နေဟယ်လိုရန်ကတကယ်တော့လင်ပြားရဲ့တကားကိုဖွင့်ပြီးတော့ခုံချဖို့လုပ်မိနေခဲ့တာပဲဖြစ်ပါတယ်ဟန်လုံကဒါကိုသတိထားမိတဲ့အခါဝင်တားလိုက်ပြီးတော့အိပ်ပျော်သူလိုဖြစ်နေဟယ်လိုရန်ကိုအသီးစိတ်ဝင်အောင်နှိုးပေးလိုက်ရပါတယ်နောက်တော့ပေါ်လီလဲတကားကိုပြန်ပိတ်လိုက်ပြီးတော့မြေပြင်စကန်းကခွင့်ပြုချက်ပေးလိုက်တာကြောင့်ပြန်သွားခဲ့ကြပါတယ်တဆေးကန်ကိုရောက်နေဟယ်လိုရန်ကိုဘိုးကြီးရှော့ကလာတွေ့ပြီးတော့ ကဲအဲ့တော့တွေးကြလားရဲဘော်လို့မေးလိုက်ပါတယ်ဟန်လုံကကျုပ်အရာတွေကိုတွေးတာမဟုတ်ဘူးအဲ့ဒါကြီးကကျုပ်ကိုတွေးသွားတာလို့ပြန်ဖြေပြီးဘလို့ခံစားရလဲလို့မေးတော့အေးဆက်နေရလွင်ဘာမှခံစားအောင်လို့ပြန်ဖြေလိုက်ပါတယ်အန်ဒီရဲ့ဂျားကနေကန်ကောင်းလို့မသေးကြံကြောင်းတော့အမေလက်မတင်လေးလွတ်လာခဲ့တဲ့ဟယ်လိုရန်ကိုဘိုးကြီးရှော့ကစစ်စင်မအောင်မြင်ခဲ့ရင်ပဲမဆူတော့ပဲမင်းတော်ပါရဲရဲဘော်လို့ကြီးကျူးပြီးတော့ဘာလို့ဂျင်နာရှိလဲလို့မေးလိုက်ပါတယ်ဟယ်လိုရန်နဲ့ဘာလို့ဂျင်နေလို့မေးတာနဲ့ဘော်ဒါရီအတွက်ခေါင်းမိုးမပေါက်တဲ့နေရာအလန်းလေးတစ်ခုလောက်လိုချင်ပါတယ်လို့တန်းပြောလိုက်ပြီး ရှော့ကရစီရမယ်လို့ပြောပြီးတော့ပြန်လှည့်ထွက်သွားခဲ့ပါတယ်။ဟယ်လိုရန်ကဆရာခဏကျွန်တော်တို့ဒီအားကြီးကတွေ့သွားပြီနော်ဆရာ။အဲ့လိုဖြစ်ရမှာမဟုတ်ဘူး။ကျွန်တော်ရှေ့ဆက်သွားရင်စိုးရိုင်းတစ်ခုဖြစ်တော့မယ်လို့ခံစားနေရတယ်။ကျွန်တော်ဆက်မလုပ်တော့တာကောင်းမယ်ထင်တယ်လို့အကြံပေးလိုက်ပါတယ်။ရှော့ကတော့ဘာမှမပြောတော့ပဲထွက်သွားခဲ့ပါတယ်။နောက်တစ်ခါမှာ Richard Wiro နှစ်ယောက်စားတော့ဆိုင်တစ်ခုမှနေလေတာစားနေခဲ့ကြပါတယ်။ Wiro ကတိုးတက်ရတိုးတက်ကြောင်းဒုံမြန်လွတ်တင်တာနဲ့ပတ်သက်တဲ့ဘူးသူတာတွေပြောပြနေခဲ့မယ်။ Rich ကဟေ့ တန်းနေရ sorry လေးတွေမှာဘယ် sorry လေးကိုသဘောကျလဲလို့ဘူးတွေးလေးနဲ့မေးလိုက်ပါတယ်နောက်တော့သူကငါ glory ဆိုကောင်းပါလို့အသေးကျွေးနေပြီကွာမတ်ဆိုတဲ့တယောက်ကလည်းမျက်နှာလှလှလေးနဲ့ချစ်စရာလေးလို့ပေါက်တက်ကရရှောက်ပြောနေပြီးတော့အဲ့ချိန်ပြင်ဘက်ကနေရိုနီနဲ့လီလီတို့ကဝီကိုလာခေါ်ခဲ့ကြပါတယ်ဒါတော့သူတို့နှစ်ယောက်လည်းအပြင်ကိုထွက်သွားပြီးတော့တကယ်တော့ရိုနီတို့ကသူတို့ရိုက်မဲ့ဓာတ်ပုံတွေဖလင်ကနေဓာတ်ပုံထုတ်ဖို့တိတ်ပံဘာသာရေးမှာထူးကျွန်တဲ့ဝီကိုအကူအညီလာတောင်းခဲ့ကြတာဖြစ်ပါတယ်ဝီက ကူညီရရပါတယ်။ဒါပေမဲ့ငါကဘာလို့ကူညီရမှလဲလို့မေးလိုက်တဲ့အခါရော်နီနဲ့လီလီတို့နှစ်ယောက်ကဖြစ်သမျှအကြောင်းအကုန်လုံးကိုပြောပြလိုက်ကြပါတယ်။ဂျိုနဲ့ဝီကကူညီဖို့သဘောတူလိုက်ပြီးညာကျရင်တွေးဖို့ချိန်လိုက်ကရစ်နဲ့တူတူစပိန်ကိုစီနဲ့ပြန်လာခဲ့လိုက်ကြပါတယ်။ရစ်ကဟေးမင်းတို့ပြောတဲ့ကိစ္စတွေကိုယုံလားလို့မေးလိုက်တော့ရော်နီပြောရဆိုငါအကုန်ယုံတယ်ကွာလို့ပြန်ပြောလိုက်တာကြောင့်အမေဟေးအောင်မေရော်နီကိုကြိုက်နေရမလားလို့စပြီးတော့မေးလိုက်ပါတယ်။ဝီကတော့မကြိုက်ပါဘူးကွာလို့ပဲပြန်ဖြေလိုက်ပြီးနှစ်ယောက်သားလမ်းခွဲပြန်ခဲ့လိုက်ကြပါတယ်။ နောက်ခါမှတော့လူတယောက်က Rose ရဲ့ရှေးဟောင်းပစ္စည်းဆိုင်ထဲကိုဝင်လာခဲ့ပြီးတော့သူမထုံးစံတိုင်းဘာများလို့ရှိပါသလဲရှင်လို့နှုတ်ဆက်လိုက်ပါတယ်။အဲလူကတော့ဘိုးကြီးရှော့ပဲဖြစ်နေပြီးသူကဂျင်းနီနဲ့ပတ်သက်တဲ့ဟာဆိုဘာလေးများရှိမလဲပြလို့မေးလိုက်ပါတယ်။အဲခါမှာ Rose ကအံ့ဩသွားခဲ့ပြီးတော့ Francis ရှင်ဒီမှာဘာလုပ်နေရလဲလို့မေးလိုက်ပါတော့တယ်။ဒီပိုင်းအစားပြောခဲ့ Francis ဆိုတာဘိုးကြီးရှော့ပါပဲ။ Rose မတွေ့ရတာ90တောင်ရှိနေပြီနော်လို့ရှော့ကပြောလိုက်ပြီးတကယ်ထူးဆန်းနေတာသိလား။ငါမျိုးကထွက်သွားတော့နင့်ကိုမမှတ်မိတော့ဘူး။ ဒီမျိုးအဖြစ်ကင်းသမားအားလုံးဘာဆိုဘာမှမမှတ်မိတော့ဘူးလို့ပြောပြလိုက်ပါတယ်။ Rose ကလည်း Daily မျိုးရဲ့စွမ်းပကားကြောင့်ဘဲပေါ်ဟဲလို့ပြန်ပြီးတော့ပြောလိုက်တာပါ။ ID Chapter 2တုန်းကလည်း Billy တို့တစ်တိုက် မျိုးကနေထွက်သွားခဲ့ကြပြီးတော့နေရာနှံ့ရောက်သွားခဲ့ကြတော့ဘယ်သူမှဘာမှမမှတ်မိကြတော့တာကိုမှတ်မိကြအောင်ပဲထင်ပါတယ်။ Daily မှာနေပြီးတော့ Benny Wise ကိုစောင့်ကြည့်ခဲ့တဲ့ Mike တယောက်ထဲပဲမှတ်မိနေခဲ့တာပါ။ Rose ကကဲရှင်ပါရီမှတ်မိလဲပြောပါအောင်လို့ပြောလိုက်တော့ Shaw ကငါဖီရဲ့စကမ်းမှာနေခဲ့ရတဲ့အချိန်တွေရဲ့ပြီးတော့မင်းရဲ့မျက်နှာလေးရဲ့ပဲမှတ်မိနေတယ်လို့ပြောလိုက်ပါတယ်။ ရိုးစ်ကရှင်အဲ့ဒါကျမတို့ဆက်နှစ်နှစ်တုန်းကနွေရာသီကြောင်းပိတ်ချိန်လေးခဏပါပဲလို့ပြန်ပြောလိုက်ပြီးရှော့က Red Indian နဲ့သဘောတူစားချုပ်ဂန်လန်တဲ့ထဲမှာ Rose ရဲ့နာမည်ကိုတွေ့ခဲ့လို့လာခဲ့ရတာဖြစ်ကြောင်းကိုပြောပြလိုက်ပါတယ်။အဲတော့မှ Rose လည်းစစ်တပ်ဒူဖော်ရဲ့လုပ်ငန်းတွေရဲ့ခေါင်းဆောင်ကရှော့ဖြစ်နေစွာကိုတီသွားပြီးတော့ရှင်တို့ဘာအကြောင်းကြောင့်ရှောက်ပြီးတော့တူးနေရလဲလို့မေးလိုက်တဲ့အခါငါတို့ကမြေသားကောက်နေတာပါ။ Candace ကနေ Derrio Dye ရဲ့ရေသွေးမှုစီမံကိန်းတစ်ခုလုပ်နေရပါလို့လိန်လိုက်ပါတယ်။ ရေသွင်းတာရေမကြည့်ဘူးမတူးဖော်တင်တာတွေသွားပြီးတော့တူးဖော်မြင်အကုန်လုံးဒုက္ခရောက်ကုန်လိမ့်မယ်လို့ Rose ကပြောလိုက်တော့ဒါဆိုလည်းတူတူပူးပေါင်းကြမယ်လေဘယ်နေရာမှာပါရှိလဲဦးနင်းသိတာပဲငါတို့ပြောပြဖို့ဟာလို့ပြောလိုက်ပါတယ် Rose ကလည်းဒါဆိုကောင်းစီကိုပြောကြည့်လိုက်ပါဦးမယ်လို့ပြောလိုက်ပြီးရှောကပြန်တွေ့ရတော့ဝမ်းသာတယ်ကွာလို့ပြောကာပြန်သွားခဲ့ပါတော့တယ်ရှောတယောက်ပြန်သွားတော့ Rose လည်းငငယ်ရဖြစ်ခဲ့တဲ့မှတ်တရလေးတွေကိုပြန်တွေးမိနေခဲ့ပါတော့တယ်ငငယ်ကတော့နှစ်ယောက်သားຫນွေရသည်တစ်ခုလုံးချိန်တွေတူတူကုံဆုံးခဲ့ကြဘူးပါတယ် ဇန်နောင်လီရမှာထိုင်းနဲ့နှစ်ယောက်သားစကားပြောနေကြတဲ့ချိန်မှာရှောကမျက်နှာပြက်နေခဲ့တာကြောင့်ဟဲ့နင့်မျက်နှာဘာဖြစ်နေလဲလို့မေးလိုက်ပါတယ်။ရှောကလည်းသူ့ရဲ့ဖခင်ဖြစ်သူကအလုံးနေရာပြောင်းဆွေးမိန်ကြလာခဲ့တဲ့အတွက်ဒီနေ့မနက်ပဲမျိုးကနေပြောင်းရတော့မှလို့ပြောပြလိုက်ပြီး Rose ကလည်းစိတ်မကောင်းဖြစ်သွားခဲ့ပါတယ်။နောက်ဆုံးဆောင်ရတဲ့အမှတ်တရပစ္စည်းလေးဖြစ်တဲ့ Rose ကပထမဆုံးစားတွေ့တဲ့နေ့ကလေးခွာလေးကိုပြန်ပေးလိုက်တော့ရှောကတော့နေငါနဲ့ငါတို့ရဲ့အမှတ်တရတွေတစ်သလုံးမေးမသွားပါဘူးလို့ဂရီပေးပါလားလို့တောင်းဆိုလိုက်ပါတယ်။ Rose ကတော့နေမသိဘူးနော်ရှော ငါးသာနေကိုမမေ့မမေ့မယ်ဒီမျိုးကထွက်သွားတဲ့သူတွေကတော့ဒီမှာဖြစ်ပြတဲ့မြအရာတွေအားလုံးအကုန်လုံးမိသွားတတ်ကြတယ်လို့ပြောပြလိုက်ပါတယ်အန်နီကရှောင်းနဲ့ဘရုစ်ရဲ့နောက်ဆုံးတွေ့ခဲ့ရတဲ့နေလေးပါပဲအန်နီညနေကနေဝင်စည်းစာအချိန်လေးမှာလီလီနဲ့ရိုနီတို့ကမက်ထိုတငယ်ချင်းတွေစုံနေကြအဆောင်အုံကြီးစီကိုဝီနဲ့ရစ်ဆိုခေါ်လာခဲ့ပါတယ်ဝီကဒီကောင်ကြီးကိုဘလို့ခေါ်ပြီးတော့ဓာတ်ပုံရိုက်ကြမာလဲလို့မေးတဲ့အခါလီလီတို့ကငေါလဲမသိသေးဘူးလို့ပဲပြန်ဖြေလိုက်ပါတယ်ဒါဆိုဒီကောင်ကြီးကဘလို့ပုံကြီးလဲလို့ဝီကထပ်ပြီးတော့လီလီက သူကမတ္တိပုံငါ့အဖေပုံပုံစံမျိုးမျိုးပြောင်းပြီးတော့ရောက်လာတတ်တယ်လို့ပြောပြလိုက်ပါတယ်။အဲ့ကရစ်ကဩဒါဆိုဒီကောင်ငါဦးလေးပြောပြောနေတယ်။အိုရီဂျာဆိုတဲ့တရေပေါ့လို့ဝင်ပြောလိုက်ပါတယ်။လီလီယာဟမ်နေဘလို့တိတာလဲလို့မေးလိုက်တဲ့ခါရစ်ကသူ့ရဲ့ဦးလေးကဖုန်းတော်ဤတစ်ပါးဖြစ်ပြီးတော့သူ့ဘော်အကျွေးတင်တဲ့သူတွေမကောင်းကြံတဲ့သူတွေကိုအိုရီဂျာဆိုတဲ့တရေနဲ့တိုက်ပြီးတာလို့ပြောပြလိုက်ပါတယ်။သူလည်းနေပြောသလိုပဲဟာတခါလေးအဖေတွေအမေတွေတကယ်ချင်းနေပုံဟန်ဆောင်ပြောင်းလာပြီးတော့ရောက်လာတတ်တယ်လို့ပြောပြလိုက်တဲ့အခါ လီလီယာသူ့ကိုခေါ်ခြင်းဘလို့လောက်အောင်လဲလို့ဝင်ပေးလိုက်တာကြောင့်တင်းတိုင်းတစ်ခုကိုသွားဖျောင်းနိုင်နေထွန်းပြီးရင်ဘာဘာညာညာလုံးရင်ရပါပြီလို့ပြောလိုက်ပါတယ်ဒိုနဲရိုနီကဟဲ့ရစ်ဂျီနေအဲ့ဒါလုံးကြီးကိုတေချာဂါနာတီးလို့လားလို့မေးလိုက်ပြီးရစ်ကလည်းသူလုံးတက်ပါတယ်ဆိုရအကြည့်နဲ့ကြည့်လိုက်ကတပတ်မှာတော့ဟယ်လိုရန်တယောက်ဟန်လွဲအိမ်ကိုညသာစားဖို့ရောက်ချလာခဲ့ပါတယ်ရှာလော့ကဟယ်လိုရန်ကိုတကားဖွင့်ကြိုးစိုးပေးပြီးတော့တောင်းအောင်သာသမင်းဆိုင်နဲ့စကားလက်ဆောင်ကြနေခဲ့ကြပါတယ်ဟယ်လိုရန်ရှာလော့ကိုဒီမြို့မှာနေရတာ ပြောရလားမက်ဒမ်လို့မေးလိုက်တော့သူမှပြောပါတယ်လို့ပြန်ပြောပေမဲ့ ဒီလိုပါပဲအရင်ကနေရာလေးကိုတော့လွမ်းမိသေးသားလို့စက်ပြောလိုက်ပါလေဟန်လုံကအဲ့လိုတွေမပြောနဲ့လေကွာအားနာစရာကြီးလို့ပြောပြမယ်ရှာလော့ကကျမအရင်ကလူမဲသီးတန်ကြောင်းမှာဆရာမဖြစ်ခဲ့တာလေဒီမျိုးမှာတော့အဖြူရည်ရမ်းများနေလို့ဆရာမလို့ရဘူးပေါ့လို့ပဲပြောလိုက်ပါလေရှင်းတဲ့ငယ်ချင်းကကျမအလုပ်လုပ်ရင်မကြိုက်ဘူးလို့ဖောက်တယ်ချနေပြီသူ့ယာတို့ကြီးနဲ့မိန်းမလုပ်တဲ့သူကအလုပ်တွေလုပ်နေသူနာမည်ပြတ်မှာစိုးလို့ထင်ပါတယ်လို့ပြောပြလိုက်ပါလေဟယ်လိုရန်လည်းဒါတော့ဟုတ်တယ်ဗျာကျွန်တော်စစ်သားဘွားကလူမဲဖြစ်ရတာနဲ့တော်ဆိုးနေပြီ ကိုမာရီမန်းချက်ကြီးတွေရှိရင်ပါစနယ်တွေကိုအများကြီးပေးသီးလို့မရဘူးလို့ပြောပြလိုက်ပါတယ်အလောက်တူကိုင်းတူအတန်ပါလာတူနေတော့ရှင်နှုံးနှစ်ယောက်လို့ရှားလော့ကပြောလိုက်ပြီးတော့ချိုးပွဲယူဖို့ပြောကာထပြီးတော့ထွက်သွားခဲ့ပါတယ်ဟယ်လိုရန်ကမင်းရဲ့တော့ဘယ်ရောက်နေလဲလို့မေးတဲ့အခါဟန်လုံးကအံ့ဩသွားပြီးတော့ဩ तू ကသူ့ငယ်ငယ်မှာစာလုံးနေရလို့ပြန်ဖြေလိုက်ပါတယ်တမမမှာတော့တင်းတိုင်းမှာလိုအပ်တဲ့ပစ္စည်းတွေနဲ့ဖျောင်းနိုင်တွေကိုထိုးထားပြီးတော့ငပေါ်လီရစ်ကကင်မရာနဲ့မြင်မြင်ကြာဓာတ်ပုံတွေလောက်ရိုက်နေခဲ့ပါတယ် ရိုနီကဟဲ့ငါ့ဖလင်းနေကုံသွားလိမ့်မယ်ဟိုကောင်ကြီးရိုက်အောင်ပါလို့ပြောလိုက်ပြီးအားလုံးပြင်ဆင်ပြီးသွားတဲ့အခါမှာကဲဒါဆိုလဲစားလိုက်ကြမယ်လေလို့တိုင်ပင်လိုက်ပါတော့တယ်ဟဲလိုရန်ကမေးကြခမမင်းမဟင်းချတားကောင်းတာပဲဗျာလို့ချီးကျူးလိုက်ပြီးဟန်လောကကျွန်တော်မှတားရှိမှန်ခမရောတခါမှပြောဦးပါဦးလို့ပြောလိုက်ပါတယ်ဒီစားကြောင့်ဟဲလိုရန်လည်းဆောဆောကစကားမှားသွားခဲ့တာကိုသိလိုက်ပြီးတော့ကျွန်တော်စကမ်းကြားခဲ့တာပါလို့ပဲစင်ကြေပေးလိုက်ပါတယ်နောက်တော့နှစ်ယောက်သားထိုင်ကုန်မှာထိုင်လိုက်ကြပြီးတော့ဟန်လောကလင်းမောပါဖြစ်ခဲ့တာလည်းမေးကြ ခမမျက်လုံးတွေမှိတ်ပြီးတော့တုံနေတာဘာဖြစ်တာလဲလို့မေးပါတယ်ဟန်လုံကခုနခမကျွန်တော်သားကြောင့်မေးတော့ဟာကျွန်တော်ခေါင်းထဲမှာထူးဆန်းတဲ့ခံစားချက်တခုခံစားလိုက်ရတယ်လို့ပြောပြလိုက်ပြီးအဲ့လိုကျွန်တော်ခံစားမှုတာဘဝမှာတစ်ခါပဲရှိသေးတယ်အဲ့ဒါကျွန်တော်တိုက်ခိုက်ခံရတဲ့အချိန်လုံးကပဲလို့ပြောလိုက်ပါတယ်ကျွန်တော်ရိုက်တယ်ခမလေးပါတယ်မဟုတ်လားလို့ပြောလိုက်ပြီးခမကျွန်တော်စိတ်ကိုလာမဖက်ပါနဲ့လို့ပြောလိုက်ပါတယ်အဲ့ကဟယ်လိုရန်လည်းဟုတ်ပါပြီကျွန်တော်ဂရီပေးပါတယ်လို့ပြောလိုက်ပြီးတော့လူတွေသေးသေးနဲ့ဂျုံရင်ဘာတွေးကြလဲဆိုတာကျွန်တော်ခံစားမှုတွေမိသားစုတွေနောင်တတွေအကြောင်းတွေတွေးကြတယ်ကြောက်ကြတယ်ပေါ့ ခမရတော့မတူဘူးဗျာနှစ်ဖူးတဲတဲ့ကိုတနတ်နဲ့ထောက်ထားတဲ့အချိန်မှာခမရတွေးနေတာဘယ်လိုရှင်သန်မလဲဆိုတာကိုပဲလို့ပြောလိုက်ပါတယ်ခမရမှာကြောက်တရားဆိုတာမရှိဘူးဗျာလို့ဟယ်လိုရန်ကပြောလိုက်ပြီးအဲ့လိုကောင်စားမျိုးကိုကျွန်တော်မရှုပ်ရဲတော့ပါဘူးလို့ထပ်ပြောလိုက်ပါတယ်ကျုပ်ကလေးမမတော့ကကဲပြီးတာဂျေစုပါပဲလို့သူကပြောလိုက်ပြီးတပတ်မှရစ်ကတရေခေါ်တာလို့ဘာလို့နဲ့စပိန်လိုစူတောင်းနေခဲ့ပါတယ်သူတို့ကစကဝိုင်းပုံစံစီးလေးတားထားပြီးတော့အဖွဲလိုက်ဝိုင်းကထိုင်ရင်းနဲ့တရေလာကိုစောင့်နေကြတာပါချင်းသားတော်ကြသွားတဲ့ရောကဲရရောကောင်းမလားပဲနဲ့ ရစ်ကငါသေးပေါက်ချင်လာပြီလို့ပြောကထားသွားခဲ့ပါလေလီလီယာဟာနေပြောတဲ့စည်းဝိုင်းမထွက်ဘူးဆိုလို့မေးလိုက်တဲ့အခါရစ်ကငါကူပြောတာတော့ရတယ်ပြောတာပဲလို့ဘလောင်းမလဲပြန်ပြောလိုက်ပါလေအနေပြောတော့နေဦးလေးပြောတာဆိုလို့မေးတဲ့အခါမှာရစ်ကငါဦးလေးကငါကူပြောပြတာလေငါကူကငါ့ကိုပြန်ပြောတာလို့သေချာမရေမလဲလေးရှင်းပြလိုက်ပါလေအဲ့လိုနဲ့သူတို့လည်းစောက်တူလေးတွေပါကွာလို့ပြောလိုက်ပြီးတော့စိတ်ပြတ်သွားကြကထားပြန်တော့မယ်ချိန်မှာဝီကတရေဆိုတော့ကအိမ့်မယ်မရှိတာကြီးပဲလို့ထားပြောလိုက်ပါလေဒီလိုနဲ့ဝီနဲ့ရိုနီတို့စကားများကြပြီးတော့ လီလီနဲ့အတူကင်မရာကိုယူကပြန်သွားခဲ့ကြပါလိမ့်။တင်းညာနေစပိန်နဲ့ပြန်ထွက်လာတော့ရုပ်တုတစ်ခုကဘင်နီဝိုက်စ်အပြုံးကြီးနဲ့တစ်ချက်လှဲကြည့်လိုက်ပါလိမ့်။အဘွားဝါကအရှိန်အားနေဆိုပေမဲ့နင်းလာတာတော့ကြာပြီဖြစ်ပြီးနင်းလေးလေးဝေးလေးလေးဖြစ်နေတာကြောင့်လီလီလည်းတစ်ခုတော့မဟုတ်တော့ဘူးဆိုတာကိုစပြီးတော့ခံစားလိုက်ရပါလိမ့်။အဲဒီချိန်တင်းချိုင်းမြေတွေကဂျုံလာပြီးတော့အဘွားဝါကနေထွက်မရတော့တာကြောင့်ကြောက်လန့်တကြားနဲ့လူစုခွဲလိုက်ရပါလိမ့်။တယောက်တည်းဖြစ်သွားတဲ့ရေချီကစပိန်နင်းနဲ့သူ့ရှေ့တက်တဲ့မှာတလောကဆုံးသွားတဲ့သူ့ရဲ့ဦးလေးကိုတွေးလိုက်ရတာကြောင့်လန့်သွားခဲ့ပါလိမ့်။ လီလီရဲ့နောက်ကိုဖီလစ်တီအဲကလိုက်လာပြီးတော့လီလီလည်းကင်မရာကိုထုတ်ကမိမိရဓာတ်ပုံလှမ်းရိုက်ပစ်လိုက်ပါတယ်။ဒီချင်တော့ကင်မရာအသစ်ပေမှာချိတ်ကြံနေခဲ့ပြီးတရေတစီတွေမယုံနဲ့ဝီလည်းအနောက်ကနေဇူစီဖတ်လိုက်လာကြောင်းလန့်နေခဲ့ရပါတယ်။ရိုနီကအသစ်ပေမှာချိတ်နေတဲ့ကင်မရာကိုယူလိုက်ပြီးမယ်။ဖီလစ်နဲ့ဇူစီတို့ဝိုင်းချောက်တာကြောင့်တစ်ခါလွတ်ကျသွားခဲ့ရပြန်ပါတယ်။အနောက်ကနေကတ်လိုက်လာတဲ့ရစ်ကကင်မရာကိုကောက်ယူလိုက်တဲ့အချိန်တရေသုံးကောင်လုံးသူ့ရဲ့နောက်ကိုလိုက်လာခဲ့ပါတော့တယ်။စပိန်လဲပြီးတော့တင်းတိုင်းငူရဲရောက်သွားတဲ့ဝီကတော့ ဓာမီကိုဖွေင်းနဲ့ကုန်းထကားပြင်ကိုပြန်ထွက်လာလိုက်ပါလေ။ဘာလို့ဖြစ်နေအားလုံးလို့တွေးနေကြောင်နေတဲ့ဝီစီကို risk ကရောက်လာပြီးတော့ဟျောက်ကင်မရာကြားခဲ့တယ်ယူလိုက်လို့ပြောတာကြောင့်ကင်မရာကိုကောက်ယူထားလိုက်ပါလေ။ Ronnie Rich နဲ့ Lily တို့ကတော့ထွက်ပြေးလို့လွတ်သွားခဲ့ကြပြီးဝီကတော့ချင်းကြသွားတဲ့စပိန်ကိုပြန်ထူနေတဲ့အချိန်ဖြူဖြူယာယီတစ်ခုဖြတ်သွားတာကိုခံစားလိုက်ရပါလေ။ဒါနဲ့ဂူကြီးတဲ့ကိုပြန်ဝင်သွားတဲ့အချိန်ဘွားကနေပေါ်လာတဲ့ယာတစ်ခုကိုဝီတယောက်ဖြတ်ကနေဓာတ်ပုံပြန်ရယူထားလိုက်ပါလေ။တင်ညာဝါမှာစောင့်နေကြတဲ့ရိုနီရိုစီကိုအလင်းအောင်တစ်ဖြတ်ဖြတ်နဲ့ယာတစ်ခုကကတ်လာပြီးအဲ့ဒါကတော့ဝီပါပဲ။ လူဆောင်သွားကြပြီဖြစ်လို့ပြောသွားခဲ့ကြပြီးတော့ဝီကငါနေကိုယုံခဲ့ရမှာရိုနီရဲလို့ပြောကာကလေးတစ်တိုက်လဲညာကြီးတကောင်တင်းချိုင်းရှိမှာပွေဖက်နှစ်သိမ့်နေခဲ့ကြပါတော့လေနောက်တော့ဖလင်နေကိုဓာတ်ပုံထုတ်ဖို့ចောင်းဓာတ်ခွဲကန်းစီကိုခိုးဝင်သွားခဲ့ကြပြီးဝီကဥဆောင်ပြီးတော့လောက်ရမယ့်အစ်စ်တွေကိုပြောပြပေးခဲ့ပါတယ်ဓာတ်ပေါင်းတွေနဲ့အနီအောင်လင်းအောင်တွေအသင်းပြင်ပြီးတဲ့ခါမှာတော့ဓာတ်ပုံစထုတ်ခဲ့ကြပြီးအချိန်တစ်ခုကြာတဲ့ခါဓာတ်ပုံထဲမှာအရန်ဆိုးရွားတဲ့အရာကြီးတစ်ခုကိုမြင်လိုက်ရပါတော့လေရေချောက်ရိုက်ထားတဲ့သူ့မျက်နှာကြီးပါအဲလိုနဲ့နောက်ထပ်ဓာတ်ပုံထပ်ထုတ်ခဲ့ကြတဲ့ခါမှာတော့ တဖြည်းဖြည်းချင်းရုံလုံးပေါ်လာတဲ့ဓာတ်ပုံနဲ့တူအထဲမှာတွေးလိုက်တာကတော့လေပေါ်မှာဝဲပြန်နေတဲ့တရဲဖီလစ်နဲ့တရဲဆူစီတို့ပါပဲစီစဉ်နာအတိုင်းဖြစ်လာတဲ့ကလီလီတို့လည်းပျော်သွားခဲ့ကြပြီးပုံလေးတစ်ပုံပြီးတစ်ပုံထုတ်ကြရင်လည်းနောက်ဆုံးတစ်ပုံကိုထုတ်ဖို့လုပ်ခဲ့ကြပါလေအဲ့ဒီပုံကတော့ဝီတယောက်ဂူထဲမှာရိုက်ခဲ့တဲ့ပုံပဲဖြစ်ပြီးသူတို့တွေးလိုက်ရတဲ့အရာကြီးကတော့လူရွှေတော် ပုံစံနဲ့ဖန်နီဝိုက်စ်ပဲဖြစ်နေခဲ့ပါတော့တယ် ဟုတ်ကဲ့ပါဒီနေ့တင်ဆက်မှုကဒီလောက်ပါပဲဒယ်ရီမျိုးကကြိုးစိုးပါရဲအပိုင်းသုံးဖြစ်ပါတယ်နောက်နေ့မှာအပိုင်းလေးဆက်ပြီးတော့လာမှာပေါ့ဒါတော့ channel ကို subscribe လုပ်ဘေးနာအကောင်လုံးနှိပ်ပြီးတော့စောင့်ကြည့်ပေးပါဦးဇက်ကားအရင်ကောင်းနေဖြစ်တဲ့အတွက်ဒီဇက်ကားလေးကိုလည်းနောက်မှလည်းဆက်ထွက်နေရဆိုတော့ကျွန်တော်တန်းနိုင်တော့ချိန်ကြီးပြီးတော့တင်ဆက်ပေးမယ်ကြားထဲမှာလည်းတခြားဇက်ကားကောင်းတွေများစွာရှိနေမှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ channel ကိုအမြဲမပြတ်စောင့်ကြည့်ပြီးတော့ကြည့်ရှုအားပေးဖို့လည်းမေတ္တာရက်ခံရင်းနဲ့ဒီမှာစာဆုံးလိုက်ပါကြည့်ရှုအားပေးခဲ့တဲ့ဘောရာတို့အားလုံးတယောက်ချင်းစီတိုင်း Fanny YG ချစ်သူများအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရယ်ခင်ဗျာ 只要安安全全吧。